ာသင်ခန်းတစ်ခုအတွင်းမှာတော့ဆရာကအသင်းရောက်လာတဲ့ကျောင်းသားနှစ်ယောက်ကိုမိတ်ဆက်ပေးနေပါတယ်။လူသင်းနှစ်ယောက်ကမောင်ချောနဲ့ခွဲချော်ပါခွဲချော်ကမိမချောလေးဖြစ်တာကြောင့်လှဆောင်တဲ့ကျောင်းသားတစ်တိုက်ကမျက်စိတေချနေပါတယ်။လှဆောင်တဲ့ဘွဲကအခန်းရဲ့ကျွတ်ဆုပ်တွေလိုနမည်ကြီးနေတယ်။ခွဲချော်ကိုမဲလာနဲ့မဲမြတ်တငယ်ချင်းဖွဲ့တယ်။ကျောင်းစင်းချိန်မှာမောင်ဝကအသင်းရဲ့ကျောင်းပြပြနေလှဆောင်စီကိုကျောင်းသားနှစ်ယောက်လာပြီးအကြည့်ချင်းလာပြိုင်နေညနေကျောင်းစင်းချိန်မှာခွဲချော်ကိုတွေ့တဲ့လှဆောင်ကစကားလိုက်ပြောပါတယ်။ခွဲချော်ကဘာမှပြောမပြောပဲကားပေါ်တက်သွားတယ်။လှဆောင်ကိုတွေ့ရင်ရှောင်ဖို့ခွဲချော်ကိုတငယ်ချင်းတွေကမှားထားတယ်။ခွဲချော်ကကျောင်းအကြီးသမီးဆိုတဲ့သတင်းမှားကိုကြားထား ဲ့လှဆောင်တို့ကကွာထော်ကိုမတိမတိထားဆကြပါတယ်။မေလာနဲ့မေမြကလည်းပြဿနာမရှာဘူး။အော်ပါရင်လှဆောင်တို့အဖွဲ့ကမောင်ချောကိုလည်းစားကြပါတယ်။မောင်ချောရဲ့ဓာတ်တွေကိုတွေ့တော့ကြောက်ထူးတုံပြီးထွက်ပြေးကြတယ်။စားတဲ့နေလုံးမှာလည်းလှဆောင်ကကွာထော်ကိုရုပ်ပြောင်ပြပါတယ်။ကွာထော်ကဒေါသထွက်သွားပြီးလက်မကင်ထားတဲ့ခဲတံကိုချိုးလိုက်ပါတယ်။လှဆောင်ကကွာထော်ရဲ့လက်ကဒဏ်ရာတချို့ကိုမြင်သွားတယ်။ကျောင်းသားချင်းမှာလှဆောင်ကမောင်ဆိုးရဲ့စလိတ်ကိုမတရစတန်နေမိသွားတယ်။လှဆောင်ကတောင်းမဲ့မမဲမရတာကြောင့်ထိုးချေကြတယ်။မောင်ဆိုးကဓာတ်နဲ့ထိုးဖို့လုပ်ပေမဲ့မောင်ချောကဝင်ကူလာကြောင့်လှဆောင်တတရာရသွားတယ်။မောင်ဆိုးကเจ้าမနမဲဇောနဲ့ကြော်ချတာ ကြောင့်မောင်ချောကိုတရေထားဖို့လှဆောင်တော့ကတရေပေးကြတယ်သူကိုကူညီခဲ့တဲ့မောင်ချောကိုလည်းလှဆောင်ကကျေးဇူးတင်နေတယ်အကားချင်းရောက်တော့ဆရာကနှစ်ယောက်တွဲကခိုင်းပါတယ်အားလုံးကအတွဲကိုစီရှိပြီးသားမို့လှဆောင်နဲ့ခွတ်ထော်ကအလိုလိုတွဲကရတယ်လှဆောင်ကခွတ်ထော်ရဲ့လက်ကဂျန်ယာကိုကြည့်ပြီးဘာဖြစ်တာလဲသိချင်တာကြောင့်မခံချင်အောင်ဆပါတယ်သူသိချင်တာကိုမသိရတဲ့ပြင်ခွတ်ထော်ကမကားတော့ပဲထွက်ပြေးသွားတယ်အထက်တန်းနောက်ဆုံးနေဖြစ်နေပြီးဖြစ်တဲ့လှဆောင်တို့အဖွဲ့ကရက်ကွက်မှာဆက်မှာသွားပြောကြတယ်လှဆောင်နဲ့မောင်ချောကတော့တယောက်ဘဝအကြောင်းတယောက်ထိုင်ပြောခဲ့ကြတယ်လှဆောင်တို့ကခွတ်ထော်ရဲ့ကမ္ဘာဘူးတဲ့ဝေတူးထည့်ပြီးစကြတယ်ဘက်စကားပေါ်မှာလည်းခွတ်ထော်ကိုစက ကြပဲနဲ့ခွဲထော်ကအရန်တော်သားထွက်လာပြီးလှဆောင်ကိုကြောင်းလွယ်အိမ်နဲ့ရိုက်လိုက်တယ်။တင်ရမှာတော့လှဆောင်ကခွဲထော်ရဲ့ဘွားအမှန်ကိုတီးသွားပါတယ်။ခွဲထော်ကစွန်းအားနာမကြာဖြစ်နေတဲ့အမေကိုလှုပ်ကျွေးနေသူပါ။ခွဲထော်ရဲ့အမေကကားတိုင်ဝတ်တစ်ခုဖြစ်ပြီးခရေကစွန်းအားနာမကြာဖြစ်သွားခဲ့ပါတယ်။ခွဲထော်ရဲ့ဖေကလည်းမတော်တဆဖြစ်ပြီးတဲ့နောက်ပိုင်းခွဲထော်တို့သားမီးကိုပြစ်ထားခဲ့ပါတယ်။အဖြစ်မှန်ကိုတီးသွားတဲ့လှဆောင်ကသူ့အရင်ကလုံခဲ့တာတဲ့အတွက်ခွဲထော်ကိုတောင်းပန်ပါတယ်။ခွဲထော်နဲ့လှဆောင်ကအရင်လိုမဟုတ်ကြတော့ပဲအပြုံးမန်းနေဝင်နေခဲ့ကြပါပြီ။အခင်ဆုံးစင်ရဲ့ချင်းတွေဖြစ်နေကြပါတယ်။လှဆောင်တို့ဖွဲ့ကခွဲထော်တို့အိမ်ကိုသွားကြတယ်။အာတင်ဂေတာကိုအတုံးပြုပြီးတော့ခွဲထော်ရဲ့အမေနဲ့စကားပြော ောကြတယ်။လှဆောင်တဲ့ငွေချင်းတစုကကျေးလက်တစ်ခုမှာပရာဟိတသွားလုပ်ကြတယ်။ညဘက်မှာအင်းမရတဲ့ဆောင်းတညပွဲတော်ကိုကျင်းပကြတယ်။လှဆောင်ကအားဆက်သွယ်နည်းကိုလေ့လာတယ်။ငွေချင်းတွေကကွမ်းချော်ရဲ့အိမ်ကိုတော့အလှဆင်ပေးလိုက်ကြပါသေးတယ်။တရမှာတော့ဝိုင်းနေစရာဖြစ်စိုးနဲ့ကြုံခဲ့ရတယ်။အရင်ကလှဆောင်တဲ့ရန်ဖြစ်ခဲ့တဲ့မောင်ဆိုးတို့အဖွဲ့ကကယ်တင်ရှင်လုပ်ခဲ့တဲ့မောင်ချောကိုဓာတ်နဲ့ဝင်ထိုးကြတယ်။မောင်ချောတရအနေအဆရောက်သွားပါတယ်။အားလုံးကမောင်ချောတို့ဝိုင်းနေကြတယ်။တစ်ဘက်မှာလည်းကွမ်းချော်ကအိမ်ပြောင်းရတယ်။ကွမ်းချော်ကနေဘက်ခဏသွားရမယ်လို့လှဆောင်ကိုညာလိုက်တယ်။လှဆောင်ကကွမ်းချော်ကိုပြောစရာရှိပေမယ့်စာဝဲဝဲပြီးမှပြောမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။စာဝဲဝဲပြီးတော့ကွမ်းချော်က လှဆောင်ကိုအားအစကားနဲ့နှုတ်ဆက်ခဲ့ပါတယ်။အောင်စင်းနဲ့တွေ့မယ်ဆိုပြီးစာချန်ထားပေးခဲ့တယ်။အောင်စင်းထွက်တဲ့နေ့မှာကွဲထော်ကိုမတွေ့တဲ့စာဆောင်ကကွဲထော်တော်အိမ်ကိုလိုက်သွားတယ်။အိမ်ရှင်အစ်တနေပစည်းတနေတာကိုပဲတွေ့တယ်။လှဆောင်ကကွဲထော်ရှိနေတဲ့နေရာတွေကိုလိုက်ရှာတယ်။စင်းကြီးနေတဲ့လှဆောင်တယောက်အရက်တောက်တယ်။အသက်တွေသာကြီးလာပေမဲ့လှဆောင်ကတော့ကွဲထော်ကိုမေးမရသေးတဲ့လူပြိုကြီးဖြစ်လို့နေတယ်။တကယ်ချင်းနဲ့တွေ့ဆုံပွဲမှာတော့ကွဲထော်လာမလားလို့မျှော်ပါတယ်။အားလုံးကလည်းကွဲထော်လက်ထက်လိုက်ပြီးလို့ထင်ကြည့်ပေးကြတယ်။တပုံစရာဖြစ်နေပြီဖြစ်တဲ့လှဆောင်ကပရာဟိတလုတ်ခဲ့ဦးတဲ့ဒေသတွေကိုသွားရင်ကွဲထော်ရဲ့အမိနဲ့အမတ်မထင်ဆုံးပါနဲ့။အာစကားနဲ့ကွဲထော်ဘာမှလဲလို့မေး တဲ့ယောဂဆုတစ်ခုခံစားနေရပြီးအိမ်ယာပေါ်မှာလင်းနေတဲ့ခွဲထော်ကိုမြင်လိုက်ရပါတယ်။နှာဆောင်နဲ့ခွဲထော်ရဲ့ဘေးမှာနေပြီးစကားတွေပြောပါတယ်။မနက်ပိုင်းမှာခွဲထော်နဲ့လောကကြီးကိုဘိုင်းပိုင်လှုပ်သွားပါတယ်။ပြိတက်ကြီးတို့လည်းကိုချစ်နေတဲ့သူရှင်အသက်ရှင်နေစမှာချစ်နေကြောင်းဝန်ခံလိုက်ပါတော့။ညင်းခံရတော့လည်းနောက်တယောက်ရှာကြတာပေါ့။အစုံနေကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ Looking in the spinning it like